ကိုပိုင်စီးပွားရေးလုပ်ငန်းစမဲ့သူတွေကြောက်နေပြီးတော့ကြောက်စရာမလိုတဲ့အရာနှစ်ခုရှိတယ်။အဲဒါကျွန်တော်ပြောပြမယ်။ပထမတစ်ခုကပတ်စံရင်းနှီးပတ်စံရင်းနှီးမရှိမှအောင်ကြောက်တယ်။ဟာပတ်စံရင်းနှီးမရှိလို့ရှိရင်ကိုပိုင်လုပ်ငန်းစလို့မရဘူးလေဆိုပြီးထင်ကြတယ်။အဲဒါကြောက်စရာမလိုဘူး။ပတ်စံရင်းနှီးရှိစရာမလိုတဲ့လုပ်ငန်းတွေအများကြီးပဲ။ပတ်စံရင်းနှီးမရှိဘဲနဲ့စလို့ရတဲ့ကိုပိုင်လုပ်ငန်းတွေလည်းအများကြီးပဲ။အခုက2025အကုန်လုံး2026ကိုရောက်တော့မယ်။ဆိုရှယ်မီဒီယာခေတ်ရောက်နေပြီဆိုရှယ်မီဒီယာကိုတေချာအသုံးချတတ်လို့ရှိရင်ငွေကြေးရင်းနှီးအများကြီးမလိုပါဘူး ဒါပရမတ်ချက်ဒုတိယတစ်ချက်ကကြတော့ကို့မှာရောင်းစရာပစ္စည်းမရှိတာဘာပစ္စည်းရောင်းမှမသိဘူးပုတ်ပြီးဘာလုပ်မှမသိဘူးဘာထုတ်ရမှမသိဘူးဘာဝယ်ဆောင်ပေးရမှမသိဘူးအဲ့ဒါလည်းကြောက်စရာမဟုတ်ဘူးအဲ့ဒါကြောက်စရာမဟုတ်ဘူးအဓိကကဘာထုတ်ကမလဲဆိုတာကဘသူ့ကိုရောင်းအောင်မလဲဆိုတာအရင်စဉ်းစားဖောက်တဲ့အကြောင်းကိုအရင်စဉ်းစားအခုခေတ်ကထုတ်ကုန်ကခက်တခင်မှုတော့ထုတ်ကုန်ကလွယ်သွားပြီအခုထိုင်းနိုင်ငံတို့တရုတ်နိုင်ငံတို့မှာဆိုလို့ရှိရင်ကိုယ်ပိုင်ထုတ်ကုန်နေအောင်ထုတ်လို့ရတယ်ကိုယ့်ရဲ့နာမည်ကြီးနဲ့ brand တက်ပြီးတော့မှရော့ဆိုပြီးတော့ ထုတ်လိုက်လို့ရတယ်အစေးထုတ်မလားစားပြာထုတ်မလားအသုံးဆောင်ပြည်ပြီးထုတ်မလားဘာထုတ်ချင်လဲကိုယ့်နာမည်နဲ့ကိုထုတ်လို့ရတဲ့ခက်ဖြစ်ပြီအရင်မခက်တော့ဘူးအဲ့တော့ထုတ်ကုန်ကြောင်းမစဉ်းစားနဲ့ဖောက်တယ်ကြောင်းပဲစဉ်းစားဖောက်တယ်ရှိရဆိုလို့ရှိရင်ထုတ်ကုန်ကကိုကိုတိုင်ထုတ်မလားသူများစီရယူပြီးတော့ရောင်းမလားအဆင်ပြေရမလားအဲ့နှစ်ခုကကြောက်စရာမဟုတ်ဘူးအဲ့မှားပြီးကြောက်နေကြတယ်